အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မေလ8ရက်ကြာတာရင်းနေ့နနေ့ခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းညောင်ဦးမြို့နယ်နတ်ပလင်ရွာကဒေသခံအမျိုးသား9ဦးကိုအိမ်ထဲထိဝင်ရောက်ဖမ်းဆီးပြီးစစ်မှုထမ်းမှုခေါ်ဆောင်သွားကြပါတယ်ကြောက်ပြောင်းခြေဆိုင်အမှတ်6ဟာကိုဒုံးတက်ရင်းထဲမှာဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီးမိသားစုဝင်တွေကစိုးရိမ်ပူပန်နေကြပါတယ် ြည်ဦးလည်းမှာလာမဲ့ကစုံလာပြီနဲ့ညောင်ရီတုံးပွဲတော်ကိုစီကားတရားပြုလုပ်မှာဖြစ်ပြီးဈေးတိုင်းကြီးဈေးတိုင်းငယ်မှန်သမျှတဆိုင်တသိန်းအာရမလိုက်လံကောက်ခံနေပြီဖြစ်ပါတယ်။ရုရှားကအပြန်ပြည်ဦးလည်းကိုလာနိုင်ပွဲရှိနေပါတယ်။မကွေတိုင်းဗရန်တာနယ်ကန်လုံစခန်းမှာတံများကမော်တော်ယန်ပါဝဲကား၆စီးအင်အား၁၀၀ခန့်ရောက်ရှိနေပြီးနေ့လယ်ဘက်မှာတောင်ဘက်ကမောင်းနေထွက်ခွာသွားပါတယ်။ယုဒနာလမ်းပေါ်မှာခိတရက်တက်ပြီးပသိမ်မောင်ရလမ်းမကြီးတိုင်းမြောက်ဖက်ကိုပြန်လဲမောင်းနေလာပြန်ပါတယ် ကြီးတော်ပြည်သူတွေရဲ့တိကျတဲ့သတင်းပေးပို့မှုကိုလှည့်စားလို့တဲ့လက္ခဏာကိုတွေ့ရပါတယ်။ဒါမျိုးတွေကိုရင်ကလည်းလုံးလေးရှိပါတယ်။ကုတီချီတက်မဲ့လာရနဲ့စန့်ကျင်မဲ့ကိုမော်တော်ယာဉ်ခေါင်းတွေထိုးထားတတ်တာဖြစ်ပါတယ်။ကျောင်းတို့ခြေဆိုင်အမှတ်368အမြောက်တက်ရင်ကအင်အား150ခန့်ရှိတဲ့စစ်ကြောင်းဟာဇမန်နေ့ညနေပိုင်းမှာ120မမလက်နေကြီးပြစ်ကူရယူပြီးစတင်ထွက်ခွာလာပြီဖြစ်ပါတယ်။စိတ်ကတပတ်စာခန့်နဲ့ထွက်ခွာလာတဲ့စစ်ကြောင်းဟာရောမျိုးရှိပဲဖျားကုန်းကနေတောင်ဘက်ကိုစတင်ထွက်ခွာလာတာဖြစ်ပါတယ်။ ဒေတာခေါ်ခြံတော်ပြင်ကိုဖြတ်ပြီးခန်းတို့ရေဝေကြောပြမှာလက်နေငယ်တာနေကြားပြီးထိတွေ့မှုလားပြင်းရှင်းရှင်းလာလားဆိုတာတော့မသိရသေးဘူးဖြစ်ပါတယ်ဒေတာကသတင်းရင်းမြစ်တွေကတော့အဆိုပါစစ်ကြောင်းဟာလေဒီအိုင်ချောင်းကကံချောင်းပောက်တော့ဖက်တွေကိုဥတီရောက်ရှိလာနိုင်တာမို့သတိပြုနေထိုင်ကြဖို့နှိုးဆော်နေပါတယ်ကချင်ပြည်နယ်ကာမိုင်းကနေလဲလဲကွဲကွဲနဲ့ဖားကန်ကိုခြိတက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာနှံ့ရားကိုကျော်လွန်သွားပြီဖြစ်ပါတယ်ဖာကံမျိုးနဲ့ဆယ်မိုင်ဆွန်းဆွန်းသာကွာဝေးတဲ့ကတ်မော်စုတ်ကြေးရွာတစ်ဝိုက်မှာထိတွေ့တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ် လက်ရှိအချိန်လေးကတော့ဖားကန်ကာမိုင်းလမ်းမိုင်းသွာလာရခက်ခဲလေးရရှိပြီးမော်တော်ယာဉ်ကများလည်းအဆမတန်မြင့်တက်လျက်ရှိပါတယ်။အရှိတောင်တိုင်းစစ်တာနာချုပ်နယ်မြေထဝယ်ပေါက်ကိုင်းတရာစူပေါင်းစစ်စေးဂိတ်ကိုရမန်နေ့ကမနေ့လေးအားကြီးနေ့မှာပူပေါင်းအဖွဲ့တွေစတင်တိုက်ခတ်ခဲ့ပြီးညနေပိုင်းမှာအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဒါစီမက်ဆီကိုက်စီးရင်ကိုတော့အတီပြုတ်နိုင်ရန်စီစစ်ဆဲတာဖြစ်ပါတယ်။နေစာကုံတွေဂိတ်ခီခီစခန်းကိုတော့ဝိုင်းပါပိတ်ဆို့ထားရကနေစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ ချီကီစခန်းဟာတိုက်တာနဲ့ချက်ချင်းရမယ်စခန်းအမျိုးသားဖြစ်ပါတယ်။ယနေ့မနေ့အာဂါဝင်းကြီးစိုက်ကစံကွင်းကိုလာဖို့ရှိနေပါတယ်။အာဂါသာဆွမ်းဆောင်ရင်စူပေးပွဲပြုလုပ်မှာဖြစ်ပါတယ်။ဝင်းကြီးဌာနတချို့ရန်ကုန်ကိုပြောင်းရွှေ့အခြေပြုဖွင့်လှစ်မယ်ဆိုတဲ့သတင်းတွေမပြတ်နှံ့ခင်ကတည်းကလက်ရွေးစင်အာဂါသာသမားတွေကိုနေပြည်တော်ကနေရန်ကုန်သို့ပြောင်းရွှေ့လက်ချင်နေစေခဲ့တာဖြစ်ပါတယ်။မြဝကျော်ဘော်ဒေသမင်းမြနာမြို့နယ်အိုင်တပြုရွာတစ်ဖက်ကမ်း 60စိတ်ရမ်းမဲ့မှာစစ်ကောင်စီကဒေသခံပြည်သူတွေအားလုံးနှီးပါးကိုစစ်ဆေးဖမ်းဆီးတိမ်းဆဲမှုတွေပြုလုပ်လျက်ရှိပါတယ်။စစ်ကြောင်းထိုးဝင်ရောက်တာမဟုတ်ပဲပြည်သူစစ်နဲ့ပြည်သူချင်းချင်းပြန်လုခိုင်းတာဖြစ်ပါတယ်။အဆိုပါကရုစိတ်ဟာဒေသခံတွေရဲ့တခုလီတော့လမ်းပြပြီးပန်းတော်ဘက်ကစစ်ကောင်စီတွာလာခွင့်တိတ်ပင်ထားတာဖြစ်ပါတယ်။စာစီငပိစာအကုန်တိမ်းဆဲနေတာဖြစ်ပါတယ်။အနေထားကတော့ယခုဖြစ်စဉ်ဟာစစ်တပ်ခေါင်းစဉ်တက်ပြီးဒေသခံပြည်သူစစ်တွေရဲ့လုံခွက်တစ်ခုလို့ မှတ်ချက်ချပါတယ်။နေပြည်တော်လက်အောက်ခံတပ်တွေဖြစ်တဲ့အမှတ်85ချင်းလင်းတပ်ရင်းနဲ့အမှတ်431ချင်းပြန်တပ်ရင်းနှင်းဟာအောင်နန်းချိုအထက်မှာလှုပ်ရှားနေရတာကနေကရမ်းသုံးနယ်မြေတဲ့ကိုဝင်ရောက်လာပြီးဖြစ်ပါတယ်။တီအန်ဒီနယ်မြေကိုနေ့စဉ်လေကြောင်းတက်ခိုက်လျက်ရှိပါတယ်။မိုးရဲကိုပြန်လည်ရရှိရေးလက်နက်ခဲရတွေဒေသကိုယ်ကရေးစစ်ဌာနချုပ်လိုက်ကော်ကိုရဟတ်ရင်နဲ့၅ချိန်ထက်မနည်းထပ်မံပို့ဆောင်ထားတာဖြစ်ပါတယ်။ပေါ်ပြည်သူစစ်တွေကိုလက်နက်ခဲရထပ်မံထပ်မံတပ်ဆင်ပေးထားတာဖြစ်တဲ့အတွက် စီဆိုင်ပဲချက်မှာလဲထိတွေ့တိုက်ပွဲတွေပြန်လည်ပြင်းထန်လာနိုင်ခြင်းရှိကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဆလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရ